သောမထေရီဆိုတာသောမထေရီဆိုတာဒီဘုရားရလာဖို့ရအတွက်သူကောင်းတာတွေနဲ့ရင်းနှီးခဲ့ရတယ်သိခိဘုရားရဲ့လက်ထက်တော်အခါကလာတော့မှာသူဟာချမ်းသာကြွယ်ဝတဲ့ခတ္တိယမင်းမျိုးမှာလူလာဖြစ်ပြီးအရုဏာဆိုတဲ့ဘုရင်ကြီးရဲ့အကမေတီမိဖုရားဖြစ်ခဲ့တယ်အဲ့ဒီဖြစ်တဲ့အချိန်တုန်းကဒီအများကောင်းကျိုးတွေကို ဆောင်ရွက်ခဲ့တယ်။ဌာနကုသိုလ်တွေလုပ်ခဲ့တယ်၊သီလတွေစောင့်တည်ခဲ့တယ်။လူ့ဘဝမှာလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့အကျိုးပြုလုပ်ငန်းတွေကိုသူ ဆောင်ရွက်ခဲ့တယ်။ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်သူ့ဘဝလောင်းချောင်းဟာဖြောင့်တန်းလာပြီးတော့ဂေါရမဗုဒ္ဓပွင့်တော်မူတဲ့အချိန်ကျတော့ဘိဝိတရမင်းကြီးရဲ့ပရောဟိတ်ပုံနာကြီးရဲ့သမီးတော် လာဖြစ်ပြန်တယ်။နော်။ဘဝဆိုတာဒီလိုပဲ။ ဘရောဟိတ်ဘုံတန်းကြီးကသမီးတော်လာဖြစ်ပြီးတော့ရာဇကျုပ်ပြည်မှာအရွယ်ရောက်လာတဲ့အချိန်လေးမှာမြတ်စွာဘုရားကလည်းတရားဓမ္မတွေဟောပြောလို့ပထမဆုံးအချိန်မြတ်စွာဘုရားရာဇကျုပ်ပြည်ကိုကြွလာတယ်ဥရဝေလကသဗ္ဗမှုရှိတဲ့ယသိတထောင်ကိုချွတ်ပြီးတော့ရာဇကျုပ်မျိုးတွေကိုကြွလာတဲ့အချိန်ဟာအလွန်ကြီးကျယ်ခမ်းနားတယ် ။ရသော်ဘုရားတခါမှ မကြွလာဘူးတဲ့။ဘုရားဖြစ်ပြီးတဲ့နောက်တခါမှမကြွလာသေးတော့။ရသော်ဘုရားရဲ့ဂုံတရင်ကလည်းအလွန်ကြီး။ယသိတထောင်ခြံရံပြီးတော့မြို့တွင်ဝင်လာတဲ့အခမ်းနာ အလွန်ကိုကြီးကျယ်စီကားတယ်ပေါ့။လမ်းတွေပါ ပိတ်သွားလောက်အောင် လူတို့ပြိတ္တကြီးကအလွန်များတယ်။တမအားဖြင့်အခုကိလို့မတော်ပြီးကလေးလမ်းရှင်းပေးတာလည်းမရှိဘူးလေအဲ့ဒီတော့ ဘသူကလာပြီးမော်တော်ပြီးကဲလှုပ်တယ်လဲလို့ဆိုလို့ရှိရင်တရားမင်းကြီးကဆင်းလာပြီးတော့လမ်းရှင်းပြရတယ်အဲ့ဒီတုန်းကလူရုပိယိတဟာအဲ့လောက်များတယ်ဖျားသွားဖို့ရှစ်တူးဖို့ခက်ခဲတယ်လူတွေကပိတ်နေတယ်ပိတ်နေတော့တရားမင်းကြီးကိုယ်တိုင်အလွန်လှပတဲ့လူငယ်ရောလူလင်ရောဖန်ဆင်းပြီးတော့ရသော်ဘုရားရှေ့ကနေပြီးတော့သူဟာตายရတော့အတန်နဲ့လူတွေ ကိုလမ်းရှင်းပေးဖို့ဖယ်ပေးဖို့ပြောတာသူ့ရဲ့အစွမ်းတကူသူ့ရဲ့လှပတဲ့ရုပ်ရုပ်ရုပ်ရည်သူ့ရဲ့ตาရတဲ့အတန်လေးဟာလူတွေရဲ့စိတ်ကိုဆွဲမဲ့သွားစေတယ်ပေါ့အဲ့ဒါလို့ဆွဲမဲ့သွားတဲ့အနေထားမျိုးနဲ့သူဟာ လောကလူသားတွေရာဇဂျိုမျိုးသူမျိုးသားတွေလမ်းဖယ်ပေးနိုင်အောင်ဆွမ်းဆောင်ပေးခဲ့တယ်ပေါ့မြတ်စွာဘုရားအဲ့ဒါလို့ရာဇဂျိုမျိုးတွေကြွားတဲ့အချိန်မှာ အလွန်ကြီးကျယ်ခမ်းနားတဲ့အလွန်ကြီးမားတဲ့လူတို့ပြိတ္တကြီးကအကျိုးဆုံးလို့အိုးအော်တောင်းနေရှိတဲ့အချိန်မှာပရောဟိတ်ကြီးရဲ့ပရောဟိတ်ပုံနာကြီးရဲ့သမီးဟာလေဒီထဲမှာပါလာတယ်သူ့ရဲ့နာမည်ကတောမာလို့ခေါ်တယ်သူကပါလာပြီးမြတ်စွာဘုရားသခင်ကိုရမြတ်မျိုးတဲ့ရောက်လို့ဆွမ်းခံကြွပြီးတဲ့နောက်မှာတရားဟောတဲ့အခါ ဘေမိတာမင်းကြီးရဲ့နန်းတော်မှာဆွန်ဖုံးမေးတရား ဟောတဲ့အခါမှာအဲ့ဒီတရားကိုသူနားလဲရတယ်နားလဲရတဲ့အခါကျမြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာလက်တွေ့ကျင့်သုံးမှု ဟောရတာဖြစ်တယ်ဘုရားတရားဟောတိုင်းဟောတိုင်းဘာတွေဟောလို့ရှိသလဲဆိုတာအကဲခတ်ကြည့်လို့ရတယ်မြတ်စွာဘုရားကအလွယ်ဆုံးကစာဟောတယ်အေးကိုရှိတာတဲ့ပစ္စည်းတွေကိုတယောက်တည်းသုံးမှုမလုံးကြနဲ့ အများနဲ့ share လုပ်ပြီးတော့သုံးဆွဲကြပေးကြကမ်းကြလှူကြတမ်းကြဘာလို့ဆိုအိန္ဒိယနိုင်ငံမှာခဏိထီအောင်ဆင်းရဲတဲ့လူကတအားဆင်းရဲချမ်းသာတဲ့လူတွေကလည်းသုံးမကုန်အောင်ချမ်းသာချမ်းသာတဲ့လူကဆင်းရဲတဲ့လူကိုတပြားတစ်ချက်ပေးဖို့တိတ်စိတ်မရှိဘူးသူတို့နော်အမတမတွန့်တူတဲ့နိုင်ငံကလူတွေပဲအမတမနှမျောတယ်တခါတော့ကမြန်မာပြည်က သီရိလင်္ကာလိုက်နိုင်ငံမှာလာနေတဲ့တန်မကြီးတယောက်ကပြောပြဦးတယ်ဒီအကြောင်းမြန်မာပြည်မှာနေသွားတဲ့အိန္ဒိယနိုင်ငံသားတယောက်ဗမာပြည်ကနေပြန်သွားဗာရဏသီရောက်တယ်အဲ့ဒီတန်မကြီးကအိန္ဒိယနိုင်ငံကိုသူသွားတဲ့အခါမှာသူတို့ကလာကြိုတယ်ဘုရားနဲ့တွေ့တဲ့အခါကျတော့တန်မကအဲ့ဒီဗမာပြည်ကပြောင်းသွားတဲ့အိန္ဒိယနိုင်ငံသားတွေ့တွေ့ချင်း ဆယ်ရူပီမုံဘိုးဆိုပြီးပေးတယ်အဲ့ဒီကောင်ကထိုင်းငူတဲ့เนาะအိန္ဒိယရူပီလေး30ငွေ30ပေးတာမို့လဲအဲ့ဒါထိုင်းငူတော့ဟာဘာဖြစ်လို့လဲမင်းနဲလို့လားလို့ဆိုမဟုတ်ဘူးတဲ့ကျွန်တော်ဒီမှာနေတာကျွန်တော်ဥလေးတွေအတော်တွေဘာတွေရတယ်ငါးပြားတော့မပေးဘူးတဲ့အခုခမရလူကြီးမင်းကကျွန်တော်တွေ့တွေ့ချင်းဆယ်ရူပီကြီးတောင်ပေးတယ်ဆိုတော့ကျွန်တော်ဝန်းနေလို့ပါဆိုပြီးတော့ငိုတယ် ဒါတကယ်အဖြစ်ဖြစ်အဲတော့အိန္ဒိယနိုင်ငံလူတွေကဘလောက်ဆင်းရဲဆင်းရဲပြီးတာဆိုတော်တော်နေတဲ့သဘောရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားဒါနကထာအဲ့လိုမလုံးနဲ့ကိုရှိတဲ့ဟာ အလုံးမြပြီးတော့ပြီးပါကမ်းမှာဒါနကထာ ဟောတယ်အေးကိုချင်းတရားမပြည့်ပြားကြစေနဲ့သီလကထာဟောတယ်ဒါနနဲ့သီလရှိပြီဆိုရင် နတ်ပြည်နတ်ချမ်းသာခံစားဖို့မခဲရင်ပါဘူးလူဘွားလည်းဟောလာလူဘွားလည်းချမ်းညာသူဂတိဘုံလည်းရောက်နိုင်တယ်နတ်ပြည်ဆိုတဲ့သူဂတိဘုံလည်းရောက်နိုင်တယ်ဒါနသီလရှိရင်နတ်ချမ်းသာဆိုတာလွယ်လေးပဲလို့လက်စွာပြာဒါနကထာသီလကထာသက်ကကထာဒီလိုဟောတယ်ဟောပြီးတဲ့အခါကျတော့မှအေးဘလောက်ပဲချမ်းသာချမ်းသာကာမဂုဏ်အာယုန်နေဆိုတာတော့မမောเสียမှရှိပါဘူး ကာမဂုဏ်အာယုန်နေတဲ့နိမောသွားလို့ရှိရင်ပြန်လှည့်ပြီးတော့ဒုက္ခနဲ့ကြုံတွေ့ကြမှာဖြစ်တယ်လို့ဟောကာမနာအာရိနဝကထာဆိုတာကိုဟောပြီးနောက်ကြတော့အဲ့ဒီကာမဂုဏ်အာယုန်နေတဲ့ကယုံထွက်လိုက်တာကတကယ်ချမ်းသာပဲလို့နိခမေအာနိတန္တဒါမြတ်စွာဘုရားရဲ့အနုပုပ္ပိအနုပုပ္ပဓမ္မကထာဘယ်တော့ဟောဟောမြတ်စွာဘုရားဒီဟောစဉ်နဲ့ဟောသွားတယ်လို့ဒီလိုဆိုတယ်ပြီးတဲ့အခါကျမှ သစ္စာလေးပါပြပြီးလူတွေရဲ့အသိဉာဏ်ကိုမြင့်မားအောင်လုပ်ပေးတယ်။အဲ့တော့ဘုရားအဆုံးမဆိုတာအဲ့ဒါပဲ။ဒီထဲမှာငါကိုးကွယ်ကြ၊ငါစီမဆူတောင်းကြ။အကြောင်းကိစ္စရှင်ငါဘုရားတားလိုက်ကြဆိုတာမပါဘူးနော်။အဲ့တော့ကိုယ်တိုင်လုံးဝမာရေးကြည့်ပဲမြတ်စွာဘုရားဟောတာ။ဒါကြောင့်မို့လို့ဒီဘုရားမြတ်စွာရဲ့အဆုံးမတွေတိုင်းလိုက်နာကျင့်သုံးကြမယ်ဆိုရင်ဒီဘဝမှာလည်းချမ်းသာဒုက္ခရမယ်။ နောင်ဘဝအတွက်လည်းချမ်းသာဒုက္ခရနိုင်တယ်။အေးဒီဘဝနောင်ဘဝဆိုတာဒီမလို့ခြင်းလို့တန်တရာဝကလွတ်ချင်တယ်ဆိုရင်လေပဲခင်ရှိပါအကျင့်တရားတိုင်းကြည်ကြကြုပ်ကိုအထုတ်ခြင်းဖြင့်ဆင်းရဲဒုက္ခတွေအဆုံးသတ်တဲ့နိဗ္ဗာန်ချမ်းသာကိုရမှာဆိုတာတေချာတယ်ပေါ့။အေးမြတ်စွာဘုရားဟောတဲ့ဒီသီလတမာရပညာဆိုတဲ့ဒီခြင်းစဉ်ကို ရှင်းရှင်းလင်းလင်းကြီးမြတ်စွာဘုရားဟောကြားလိုက်တဲ့အခါ တေလာဆိုတဲ့အမျိုးသမီးလေးဟာပင်ကိုကအသိဉာဏ်ရှိတော့ဖះဟောတဲ့တရားနဲ့သူ့အသိဉာဏ်နဲ့ပေါင်းဆက်ပြီးတော့ဆင်ញင်သုံးသပ်လိုက်တဲ့အခါမှာဘဝအမြင်ရှင်းရှင်းကြီးဖြစ်သွားတယ်ဒါနဲ့သူဟာတန်ဝေကဖြစ်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြင်ကြံကြိုးကိုအားထုတ်ဖို့ဆိုပြီးတော့ဘိက္ခုနီမဝေါခုပြီးတော့မြတ်စွာဘုရား ဟောထားတဲ့ဗြဟ္မစရိယကျင့်စဉ်ကိုကျင့်တယ်တိလာဦး ပြည့်စုံအောင်ဆောက်တည်တယ်ပြီးတော့တမာရီကိုကျင့်တယ်ပြီးတော့ဝိပဿနာဆိုတဲ့ပညာဘုရားမြတ်စွာ ဟောကြားတဲ့ပညာကအစင့်မြင့်ပညာခေါ်တယ်စီးပွားရေးပညာတို့လူမှုရေးပညာတို့လက်မှုပညာနှုတ်မှုပညာဓာတ်တွေမဟုတ်ဘဲနဲ့တဏှာဥက္ကလုဖို့အတွက်ကြတော့ဝိပဿနာပညာဆိုတယ်တဘာဝတရားတွေပေါ်မှာမှန်ကန်စွာဆင်ခြင်သုံးသပ်နိုင်တဲ့ပညာမျိုးကိုမြတ်စွာဘုရားရှင်းပြတာအဲဒီတော့ ဝိပဿနာပညာအထုတ်ရင်ကနေပြီးသူတဏ္ဍမှာရှိတဲ့တွေ့တာမှုတွေအားလုံးလွတ်ကင်းသွားတယ်တွေ့တာမှုတွေလွတ်ကင်းသွားအမှန်တရားကိုလည်းသိမုံနိမှုတွေလည်းမရှိကိလေသာတွေအားလုံးချုပ်ငြိမ့်သွားပြီးသူဟာယန္တာဘိက္ခုနီမာကြီးဖြစ်သွားတယ်ပေါ့ယန္တာမာကြီးဖြစ်သွားတယ်အဲ့ဒါလို့ယန္တာမာကြီးဖြစ်သွားတဲ့အခါမှာဘဝမှာနေရင်ထိုင်ရင်ကနေ တာဝတိမြို့ဇေရွန်ကျောင်းဘက်ကိုရောက်လာတဲ့အခါဇေရွန်ကျောင်းနဲ့ဆက်ဆက်ပြီးတော့နေတဲ့အန္တဝနာဆိုတဲ့သူကံတော်ကြီးတဲ့နေ့အခါမှာသွားရောက်ပြီးတော့နေထိုင်လေးရှိတယ်ပေါ့စိတ်နှလုံးအေးချမ်းပြီးတော့ကိလေသာညစ်ကြေးတွေကင်းဝေးလို့အေးချမ်းစွာဘဝမှာရပ်တည်နေထိုင်ရင်အဲ့ဒီအန္တဝနာဆိုတဲ့သူကံတော်ကြီးတဲ့မှာသူရောက်ရှိနေထိုင်တဲ့အချိန်မှာ သူ့ကိုနှောက်ယှက်ပေးတဲ့အနေနဲ့အတန်တတန်ကို သူကြားလိုက်ရတယ်အဲ့ဒီအတန်တတန်သူ့ကိုလှမ်းပြောလိုက်တဲ့အတန်ကိုသူကြားလိုက်တာဘာတွေပြောလိုက်တုံးဆိုယန္တံဣတိဟိပတ္တပံဌာနံဒုရပိသမ္မဝါနတ္တံတွင်ကုလပညာယတက္ကပပောတုမိဋ္ဌိယအမျိုးသမီးတွေကိုရှုတ်ချပြီးတော့ပြောတဲ့စကားတစ်ခုပဲ ယန္တံဣတိဟိပတ္တပံဌာနံဒုရပိတံဘဝအတောကိုဖြစ်ဖို့ခဲရင်းနဲ့အတောကို ဖြစ်ဖို့ခဲရင်းနဲ့တကယ့်ကိုထူးချွန်တဲ့ပညာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးတွေသာရောက်နိုင်တဲ့တရားဓုတရားမြတ်ဆိုတာရှိတယ်နတံတွင်ကုလပညာယတက္ကပပောတုမိထိယနင်းလိုမိမသားတယောက်အနေနဲ့လက် ပညာလေးကလက်နှစ်သိလေးနဲ့သို့မဟုတ်လက်နှလုံးပညာလေးနဲ့အဲ့ဒီလိုတကယ့်အာဇာနည်ယောက်ျားကြီးတွေသာရနိုင်တဲ့နေရာမျိုးကိုမင်းပဲနေနေမှမရောက်နိုင်ပါဘူးလုံးမနေပါနဲ့ပေါ့တော်ရဲမှာ တရားနှလုံးသွင်းပြီးထိုင်းနေတဲ့အခါမှာ လာပြောတာဘသူကပြောတာတုံးဆိုနှောက်ရှက်နေချာဖြစ်တဲ့မနတ်သားကပြောလိုက်တဲ့စကားပဲသူကလာနှောက်ရှက်ပြီးပြီးတော့ပြောလိုက်တဲ့စကား ယန္တံဣတိဟိပတ္တပံဌာနံဒုရပိတံဘောရဖို့အလွန်ခက်ခဲပြီးတကယ်ကိုယောက်ျားရင်မာကြီးတွေသာရောက်နိုင်တဲ့တရားမျိုးနတံတွင်ကုလပညာယမင်းတို့လိုလက်နှစ်သိပညာလက်နှလုံးပညာလေးနဲ့အမျိုးသမီးတွေကိုဒီနေရာမှာလက်နှစ်သိပညာတော့မဟုတ်လက်နှလုံးပညာလို့အမျိုးသမီးတွေကိုရှုံချပြီးတော့ပြောတဲ့စကားဘာကြောင့်မိမတွေကို လက်နှစ်သိပညာလက်နှလုံးပညာလို့ပြောရတယ်လေလို့ဆိုရင်အမျိုးသမီးတွေအချိန်ကုန်တာကမိဖို့ချောင်းပဲကိုမိဖို့ချောင်းနဲ့ကြတော့ထမင်းချက်တဲ့ခုခေ rice cooker နဲ့ချက်ရင်တော့စမ်းကြည့်စရာမလိုဘူးပေါ့ရှေးတုန်းကတော့ထမင်းဟိုချက်ချက်ပြီးလို့ရှိရင် ရောင်းမလေးနဲ့ကော်ကော်ပြီးထမင်းနဲ့မနက်လက်ကလေးနဲ့ညှက်ကြည့်ရသေးတာဟိုဖိကြည့်ရဖိကြည့်တော့လက်ညိုးလေးနဲ့လက်မကလေးနဲ့ဖိကြည့်ရအင်းနက်ပြီးမနက်သေးဘူးဆန်လေးကြံသေးတယ် ဆိုတာကိုသိတာအဲ့ဒီပညာကိုရည်စူးပြီးတော့ပြောတာဟဲ့တွင်ကုလပညာလက်နှလုံးပညာသို့မဟုတ်လက်နှစ်သိပညာလေးအဲ့ဒီလောက်လေးနဲ့ပညာနဲတဲ့မိမသားတယောက်ကဒီလိုအစင်းမြင့်တဲ့တရားဘယ်လိုလုပ်ရမှာတော့မရနိုင်ဘူးနောက်တနည်းကပြောမယ်ဆိုလို့ရှင်အမျိုးသမီးတွေကအိမ်တွင်းလုပ်ငန်းကို လုပ်ကြရတယ်ရှေ့ကအခုခေတ်လို ready made เนาะ အစာတွေနဲ့ချုပ်ထားတဲ့အထဲတွေအဝတ်အစားတွေရှိတာမဟုတ်ဘူးခဏိခေကြတော့ကိုယ့်အကူသွားပြီးတော့ကြည့်ဟိုမှာဓမ္မီယုတ်တုတွေဝတ်ပေးထားတာလို့ကိုကြိုက်တဲ့အဝတ်ကလေးကိုယ့်အကူဝတ်ချိမှန်လေးရှိမှကတ်ကြည့်မလီသဘောကျဝဲလာပြီးဝတ်လိုက်ရုံပဲချုပ်เสียရတော့မလို့ခုခေအဲ့ဒီခေကတော့အဲ့လိုမဟုတ်ဘူးကိုယ့်အကူဟောလာဝါခွန်းကိုတခါတည်းချီပြည့်အောင်လို့ ဝါကွမ်းဖတ်ဖတ်ပြီးတော့ခါကျတော့ခြေဖြစ်အောင် လုပ်တဲ့အခါမှာလဲလက်ကလေးနဲ့ညှက်ပြီးခြံရတာလက်နှလုံးနဲ့အဲ့ဒါကိုရည်ညွှန်းပြီးတော့လက်နဲ့သိပညာလို့လဲပြောတာတဲ့ချီငင်တဲ့အခါမှာလက်ကလေးနဲ့ထိမ့်ပြီးတော့ငရအဲ့ဒါလို့ဒီလိုအလုပ်တွေထမင်းချက်တဲ့အလုပ်ဝါကွမ်းဒီရက်ဖောက်လုံးတဲ့အလုပ်ဒီအလုပ်သာလုပ်တတ်တဲ့နင်တို့လိုမိမသားတွေအနေနဲ့ဒီလောက်အဆင်မြင့်တဲ့တရားကိုသိနိုင်မှာမဟုတ်ပါဘူးလို့ ဒီလိုလာပြီးတော့ပြောတဲ့စကားမခံကြအောင် ပြောလိုက်တဲ့စကားကိုသူကြားလိုက်တယ်အဲ့တော့ကြားလိုက်တဲ့အခါမှာဘာတုတ်ပြန်ပြီးတော့ပြောကြားလိုက်တယ်လဲလို့ဆိုရင်အဋ္ဌိဘာဝောကိင္ကရိယစိတ်တံမိသူတမဟိတေဉာဏံမိဝတ္တမန္တံပိတမ္မာဓမ္မာဝိပတ္တတော်သူပြောလိုက်ပုံကနော်မှန်ကန်တဲ့ပညာဖြင့် တရားဓမ္မကို ရှုမြင်သုံးသပ်နိုင်တဲ့ဒီတည်ငြိမ်တဲ့စိတ်ဓာတ်တွေရှိလာပြီအတိညာဏ်တွေလည်းပေါ်လာပြီဆိုလို့ရှိရင်မိမ္မသာဖြစ်တော့ရောဘာဖြစ်လဲအရေးကြီးတာမိမ္မသာဆိုတာအရေးမကြီးဘူးအရေးကြီးတာကအတိညာဏ်တွေဖြစ်ပေါ်လာမှုအတိညာဏ်တွေကို ထောက်ကူပြုတဲ့စိတ်တည်ငြိမ်မှုဆိုတဲ့တမာရိယာမှုတမာရီတွေရပြီအတိညာဏ်တွေဖြစ်ပြီး တဘာဝတရားတွေကိုမှန်မှန်ကန်ကန်မြင်နိုင်လာပြီဆိုရင်မိမမကလို့ဘာဖြစ်နေနေဘာမှဟိုထင်သေးစရာမလိုဘူးလို့ပြောတယ်။အဲ့တော့ဆိုလိုတာကအသိဉာဏ်ဆိုတာဟာ လူတိုင်းအတွက်တန်ဖိုးရှိတယ်လို့ဆိုလိုတာ။နော်။ယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်အသိဉာဏ်မရှိဘူးဆိုလို့ရှိအောင်တန်းချာမှာသိချာတယ်။ဒါကြောင့်မို့ပညာဆိုတာရှိအောင်စူးစမ်းရတယ်လို့ဒီအိဗယ်မျိုးသူ့ရင်နှွေးစကားအနေနဲ့ဆိုသို့တော့ ပညာဆိုတာမျိုးမျိုးတော့ရှိတယ်။လောကီပညာလားလောကုတ္တရာပညာလားတရားဓမ္မနဲ့ပတ်သက်တဲ့ဓမ္မပညာလားဆိုတာတော့ရှိတယ်။အခု तू ပြောလိုက်တဲ့ပညာတကယ်အစစ်မြင့်တဲ့ဓမ္မပညာကိုရည်စူးပြီးတော့ပြောတာ။အဋ္ဌိဘာဝဂိင်္ဂရိယာမိမဖြစ်လို့ဒါရီမရနိုင်ဘူးလို့မရှိပါဘူး။အေးခဏခင်မှလည်းပဲအမျိုးသမီးတွေအမျိုးသမီးတွေရဲ့စွမ်းဆောင်မှုတွေဟာကြီးမားတိုးတက်လာ အမျိုးသမီးဖြစ်လို့ဒီဟာတော့မသိဘူးအမျိုးသမီးတွေနားမလဲဘူးဆိုတာမရှိဘူးပေါ့မျိုးသားတွေနားလဲရင်မျိုးသမီးတွေလည်းနားလဲတာပဲအမျိုးသားတွေသင်လို့တတ်တဲ့ပညာအမျိုးသမီးတွေလည်းသင်လို့တတ်တာပဲအားလုံးဟာပညာကသာစွမ်းဆောင်မှုပေးတာယောက်ျားမိန်းမဆိုတာလောကဝဟာရများတာဖြစ်တယ်စိတ်ဓာတ်တွေတည်ကြီးလာမယ်တည်ငြိမ်လာမယ်အသိပညာတွေတိုးတက်လာမယ်ဆိုရင် မိမဖြစ်တော့ကဘာဖြစ်လဲလို့ဒီလိုပြောချင်တာပေါ့နော်။တမ္မာဓမ္မာဝိပဿနာတော့တဘာဝတရားကိုမမှန်ကန်ကန်ရှုမြင်သုံးသပ်တာလို့ရှင်မိမဖြစ်တော့ကဘာဖြစ်လဲ။ဒါအဟံတာမဟုတ်ပါဘူးတဲ့။ပညာတတ်ဖို့ပဲအရေးကြီးပါတယ်။ဒီအသေးပဲသောမာထေရီပြောခဲ့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2600ပြောခဲ့တဲ့စကားတစ်ခုပဲ။လောကကြီးမှာခဏိခိတ္တိအောင်ဒီဘုရားသမီးတော်ရဲ့ရင်နှွေးစကား လူတိုင်းလူတိုင်းမှတ်သားထားဖို့အရေးကြီးတဲ့စကားတစ်ခုဖြစ်လာပေါ့အေးသူ့အနေနဲ့အမတန်မှဒီရှင်းရှင်းလင်းလင်းကြီးပြန်ပြောလိုက်တာဟာတော့ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ဒါအရေးမပါဘူးအရေးပါတာပါတော့ဆိုအမှန်ကန်မြင်တတ်ဖို့နော်အရာခသိကိုမမှန်ကန်ကမြင်တတ်ဖို့ရဲ့စိတ်ဓာတ်တည်ငြိမ်မှုရှိဖို့ရဲ့အတိညာရှိဖို့ရဲ့ဒါအရေးကြီးဆုံးပဲလို့ဒီလိုဆိုလိုတယ်ပေါ့တိညာရှိရမယ် စိတ်ဓာတ်တည်ငြိမ်ရမယ်မမှန်ကန်ကန်တည်ရမယ်တည်ထရမယ်အဲ့ဒါဖြစ်လာလို့ရှင်ယောက်ျားမိန်းမပြောเสียမလိုပါဘူးတဲ့အားလုံးဟာစွန့်ဆောင်နိုင်တာပါလေဒီလိုဆိုတော့အေးသူ့အနေနဲ့ဓိတဲ့ပူတဲ့စွန့်ရီစွန့်ဆောင်နိုင်မှုတွေကို तू ကပြောပြတယ်တပ္ပထဝိဟတာနန္တိဓမ္မခန္တော်ပရာလိတောငါမှာဘယ်လိုအာယုံမျိုးအပေါ်မှာပဲဖြစ်ဖြစ် တွေ့တာမှုဆိုတဲ့တဏှာကိုငါရှင်းပြပြီတဲ့တွေ့တာမှုဆိုတဲ့တဏှာသူ့မှာတွေ့တာမှုတွေလုံးဝကင်းသွားပြီဘာဖြစ်လို့တွေ့တာမှုကို ရှင်းရတယ်လဲဆိုရင်တွေ့တာမှုသည်လူစိတ်ကို ပြောင်းညံ့သွားစေတယ်တွေ့တာမှုရှိလို့ရှင်တောကဆိုတာလာတောကလာလို့ရှင်ရင်တွင်းဟာဘယ်တော့မှမငြိမ်းချမ်းဘူးတဲ့လောကလူတွေဟာတွေ့တာမှုရှိတဲ့နေရာမှာတောကလိုက်ရှိတယ်နော် တွေ့တာမှုမရှိရင်တောကလည်းငြိမ့်သွားတယ်တောကငြိမ့်လို့ရှိရင်စိတ်နှလုံးအေးချမ်းမှုရတယ်ဒါကြောင့်မို့တပ္ပထဝိဟတာနန္ဒီဘယ်ကိစ္စပဲအာယုံမှာပဲဖြစ်ဖြစ်နန္ဒီလို့ခေါ်တဲ့နှစ်သက်တဲ့နှစ်သက်တတ်တဲ့တဏှာရာဂကိုသူရှင်းလိုက်ပြီတဲ့မရှိတော့ဘူးတမောခန္ဓောပရာလိတော အမှန်တရားကိုဖုံးကွယ်ထားတဲ့အဝိဇ္ဇာတိဟုသောမိုက်မောင်ကြီးကိုလည်းသူဖြိုခွဲလိုက်ပြီတဲ့အဲ့တော့သူမသူ အမှန်တရားကိုဖုံးကွယ်တဲ့အဝိဇ္ဇာသူ့မှာမရှိဘူး။သူဟာရှင်းရှင်းကြီးမြင်တယ်လို့ဆိုလိုတယ်။သူ့ဘဝသူ့လမ်းကြောင်းသူ့ရှင်းရှင်းကြီးမြင်တယ်။နော်ရှင်းရှင်းကြီးမြင်ပြီးပြီ။သူ့မှာအမောင်တွေကလွတ်ကင်းလာပြီ။လင်းရထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အေဝံဇာနာဟိပါပိမနိဟတောတ္တမတိအန္တကာ။နောက်ဆုံးပိတ်အနေနဲ့ပြောတာ။အေဝံဇာနာဟိပါပိမစိတ်ထက်ရုပ်ပါတဲ့မနတ်မင်းဒီလိုနားလည်လိုက်တဲ့ အရေးကြီးတာဒါကအရေးကြီးတာ ဖြစ်တယ်ပေါ့ငါမှအမှောင်ဆိုတာမရှိတော့ဘူးအမှောင်တွေကိုငါရှင်းပြပြီးတွေ့တာမှုတွေအလုံးကိုငါဖြိုခွဲပြပြီးမင်းငါရဲ့အရေးချင်းကိုဒီလိုမှတ်ထားလိုက်နိဟတောတွမသည့်အနကမင်းဟာလူတယောက်ဒုက္ခရောက်အောင်ဆုံးသတ်အောင်လှုပ်တတ်တဲ့မနဲ့မင်းဒီကနေ့ကစပြီးအရှုံးကြီးရှုံးသွားပြီလို့ဒီလိုသူ့ရဲ့ရင်သွင်းစကားနဲ့ ပြောကြလိုက်တာဖြစ်တယ်။အဲတော့သောမာထေရီမရဲ့ရှင်တွင်စကားဟာအင်မတန်မှအတိပဲရှိပြီးယောက်ျားဖြစ်စေမိန်းမဖြစ်စေစိတ်ဓာတ်တည်ငြိမ်မှု အသိပညာရှိမှုဟာအရေးပါတယ်။အရာခသိဘယ်ရာပဲဖြစ်ဖြစ်မမှန်ကန်ကန်ရှုမြင်တတ်မှုသာလင်းအရေးပါတယ်။ဒီထဲမှာတွေ့တာမှုတွေအမှန်မသိမှုတွေကိုလည်းရှင်းပြဖို့လိုအပ်တယ်ဆိုတဲ့စကားတွေကို မာကြားပြီးမိတ်ဆိုခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိထားလို့ရှင်မိမိတို့ကိုယ်တိုင်လှုပ်သိမ်းလှုပ်ထိုက်တာတွေလှုပ်ဖို့အသိပညာတွေရအောင်ကြိုးစားဖို့ဆိုတာအရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုယ်စီကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်ကြံကြိုးကုပ်